တနေ့ကနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ဇူလ22ရက်နေ့ကနေ30ရက်နေ့အတွင်းကာလမှာကောင်းသောပြောင်းလဲမှုနဲ့တိုတက်မှုရှိမယ်ရှင်းသည့်သူများနဲ့စကားများတတ်တဲ့ခီးကိစ္စဆင်ပြေမယ်လူမျိုးကွဲကြိုးပေးမယ်အရာဝင်းမှာကောင်းသောသတင်းစကားကြားသိရမယ်ရတတ်တဲ့လှုပ်ပြန်လဲစတင်ရမယ် ဝေကြီးကိစ္စပြောသမျှအစဉ်ပြေမယ်အခက်ခဲအလုံးကိုကြော်လွားပြီးလိုရာပြည့်စုံမယ်ရှင်မန်းချက်တဲ့ကိုလက်တွေ့ကောင်းထဲပေးပြီးထုတ်တဲ့နိုင်တယ်တပားသူနဲ့ကိုယ်နဲ့ကြဖြစ်နေတဲ့ပြဿနာဟောင်းတွေကိုလုံးပြန်လဲဖြေရှင်းနိုင်လိမ့်မယ်ကိုယ်တိုင်တွင်၎င်းမိသားစုတွင်၎င်းပြောင်းလဲမှုနဲ့ခီးကိစ္စတွေအလုံးစင်ပြေဆောင်ရွက်စွာဆောင်ရွက်နိုင်ခြင်းကိုကြော်လိမ့်မယ်၂၂ရက်နေ့မှာအရာရာစီပြေခြင်းကံကောင်းခြင်းကိုကြုံမယ် ရတ္တနဲ့လုတ်တရားစာ ပြန်လဲစတင်နိုင်မယ်။23ရက်နေ့ကဝေကြီးကံလုပ်ငန်းကံဘဝကံစီဝါကံသုံးစုံတို့တဲ့မယ်။24ရက်နေ့မှာ အပြန်ဆိုင်ကြမှာတို့တဲ့မယ်ကံပြင့်မယ်ဘဝတလန့်ပွဲမယ်။25ရက်နေ့မှာရန်နောက်ဆက်တည်များမယ်သူတော်ဘာပြဿနာကုပြဿနာဖြစ်တတ်တယ်။အရှိရကိုဒီသွားစရာနေရှိတတ်တယ်။မနေ့9နိုင်ခွဲနဲ့9နိုင်တွင်သွားလာနေထိုင်ကျဆက်ရမယ်။ 26ရင်းနေ့မှာမိကောင်းဆွေကောင်းထောက်ကူရမယ်စူပေါင်းလုပ်ငန်းကျိုးပေးမယ်လူလေးယောက်ထူခီသွားခြင်းရှောင်းမကြောက်စင်းဝစ်ခြင်းကိုရှောင်းမအရှိတောင်ရကူတည်သွားစရာနေရှိတတ်တယ်ညနေ3နိုင်နဲ့4နိုင်ခွဲတွင် သွားလာကင်းဆက်မယ်29ရင်းနေ့မှာခေါင်းစီကောင်းဆုံးပြည့်ဝပဒံကောင်းတဲ့ရက်ဖြစ်တယ်ခီးကံကောင်းတဲ့လူမျိုးခွဲကျိုးပေးမယ်ဘဝတလံပွဲမယ် 28ရက်နေ့မှာငွေကြေးခံကောင်းခြင်းလက်ဖွင့်ခြင်းတရားရဖြင့်စင်ပြေခြင်းတွေ့တဲ့ခြင်းတွေရှိ29ရက်နေ့မှာရန်တိုက်ခံများနဲ့ဆုံးဖြတ်ချက်မှာပြီးငွေကုန်စိတ်ပန်းလူပန်ဖြစ်တတ်တယ်30ရက်နေ့ကတော့အရာရာစင်ပြေခြင်းတို့ရာပြည့်စုံခြင်းဘဝတွေ့တဲ့ခြင်းတွေရည်ရွယ်ချက်အောင်မြင်ခြင်းတွေကိုအထူးတည်းလဲရရှိချိုးဖိနိုင်တယ်အဲ့ဒီနေ့မှာကောင်းစေကောင်းချွန်ပြည့်ရည်လဲအထူးစင်ပြေတယ် တပတ်တာအတွင်းတနင်္လာနေ့သောကြာနေ့စနေနေ့မွေးသူတွေကောင်းချုပ်ပေးပြီးတော့တနင်္ဂနွေနေ့ဗုဒ္ဓနေ့မွေးသူများချာစိတ်နှောက်ရှက်ကတိကောင်းတွေဖြစ်ပေါ်တတ်တယ်။အညိုရောင်ပြာရောင်မိခိုးရောင်တို့ကိုသုံးရမှာဖြစ်ပါလေနှစ်ခုကိုကနာများအချိုးပေးပါလေ။အဖြူရောင်ပန်းဝင်လေတွေဖျက်ကတ်သူပြီးလောရဆူတောင်းမှာဆူတောင်းပြေပါမယ်။ ကျေးဇူးတင်ပါတယ်တနေ့လာနေ့မွေးသူအားလုံးမင်္ဂလာပါ2025ဇွန်လ20ရက်နေ့နေ့30ရက်နေ့အတွင်းမှာစီဝါကံလုပ်ငန်းကံဘဝကံမြန်မာချင်းအလို့ရှိအပြည့်စုံခြင်းဘဝစင်တိုးတက်ခြင်းနဲ့ရှင်မကြအောင်မြင်ခြင်းတွေကြုံမယ်အလုံးမရှိသူလုပ်ရမယ်လုပ်ငန်းရှိသူတိုးတက်မယ် စမ်းပွင့်မယ်မိကောင်းဆွေကောင်းထောက်ခွေရမယ်ကောင်းသောအကြီးအကဲများနဲ့တွေ့ဆုံမယ်ရှင်ပြန်ပြီးလုပ်တဲ့ကိစ္စအဆင်ပြေမယ်အရဝေးရကောင်းသောသတင်းစကားကြားသိရမယ်ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့လုပ်တဲ့ကိစ္စအောင်မြင်မယ်ပြိုရွယ်သူတွေစမ်းပွင့်မယ်မင်္ဂလာကိစ္စစီစဉ်မှုများကြားပံဝင်ပတ်သက်ဆောင်ရွက်ပေးရမယ်ခံချမှတ်ရည်လဲကြားရောက်နိုင်မယ် 22ရက်နေရအရာရာဆင်ပြေခြင်းကံကောင်းခြင်းနဲ့တိုးတက်ခြင်းတွေရှိမယ်23ရက်နေမှာရှင်ပြန်မှုမပြောင်းအောင်မြင်မယ်ဘဝတိုးတက်မယ်ကံမြမမယ်24ရက်နေမှာလူယုံဒုက္ခပေးမယ်လူလိန်လူကောက်တွေ့မယ်ရံ့များမယ်25ရက်နေရမိကောင်းဆွေကောင်းထောက်ကူများမယ်စိတ်ချမ်းသာစရာကြုံမယ်ဒါပေမဲ့အသွာလာကြည့်ဆိုင်ရမယ် အဓိကရှေ့ရကုဥတီသွားစေနေဖြစ်တတ်တယ်မနဲ့ခုနှစ်နိုင်ခွဲမှာ9နိုင်တွင် သွားလာနေထိုင်ယူဆိုင်ရမယ်26ရင်းနေမှာအရဝင်းနဲ့ဆက်ဆက်ပြီးလှုပ်တဲ့လှုပ်တဲ့ချိုးပြီးတဲ့အရဝင်းမှာကောင်းသောသတင်းစကားနဲ့တွတ်ထက်ခြင်းစကားတွေချုံရမယ်အရှိတောင်ရကုဥတီသွားစေနေရှိတတ်တယ်ညနေ3နိုင်နဲ့4နိုင်ခွဲကြာမှသွားလာနေထိုင်ယူဆိုင် 29ရက်နေ့ဟာထူးခြားတဲ့ပြောင်းလဲမှုနဲ့တိုးတက်မှုရှိပဲစမ်းပွင့်မယ်လူချစ်လူငယ်ပေါ်များမယ်။ကောင်းစီကောင်းလျှော်ပြည့်ရေပဒံကောင်းတဲ့ရက်ဖြစ်တဲ့အနာရောဂါကင်းမယ်။28ရက်နေ့မှာအရဝေးရကောင်းသောသတင်းစကားကြုံမယ်။ခရီးကိစ္စအစဉ်ပြေမယ်။29ရက်နေ့မှာငွေချေးလတ်လာပါကံထူးကောက်မယ်၊လူရပြည့်စုံမယ်။30ရက်နေ့မှာရန်နဲ့ရှင်ပြီးတော့အမယ်။အခက်အခဲနဲ့ကြုံပြီးမှအောင်မြင်မယ်။ အဲ့ဒီမှာခေါင်းစည်းခေါင်းဆွပြည့်ရဲ့အနာရောဂါခင်ခြင်းချက်ပြေထိုးခြင်းဘဝတလန်ဖွင့်ခြင်းတွေကို ရရှိမယ်ဒီကာလတော်တွင်းမှာဇာသပတိနေဗုဒ္ဓနေအင်္ဂါနေဝိသုရိကောင်းကျိုးပေးတဲ့တနည်းလာနေသောက်ချန်နေဝိသုရိဒုက္ခပေးတတ်တယ်နံပါတ်36ကိုယ်ကနေဂျိုးပေးတယ် အပြာရောင်ပန်းရောင်ညောင်ချက်သွေးရောင်တို့ကိုဝတ်ပြီးလို့ရှိရကိစ္စဆောင်ရပါပန်းရောင်နှင်းစီပွင့်လေးတွေဖျားကတ်တို့ပြီးလို့ရဆူတောင်းခြင်းမချခဏပြေပါဆူတောင်းပြေပါမယ်ကျေးဇူးတင်ပါတယ်ဧကနေ့ဝိသုအားလုံးမင်္ဂလာပါ2025ဂျူနာ20ရက်နေ့နေ့30ရက်နေ့တော်တွင်မှာဘဝအတွက်ရေးပါတယ်ပြောင်းလဲတယ်ဖြစ်မယ်ဥတီချက်သစ်တွေလောက်ခံရမယ် နေနေရပြုပြင်ခြင်းပြောင်းလဲခြင်းကိစ္စစီစဉ်မှုများဆောင်ရွက်သူများအလုံးစုံ ကောင်းခြင်းခံတဲ့တိုးတက်ခြင်းရှိမယ်အလုံးသစ်တွေကိုစတင်နိုင်တယ်ဆောင်ရွက်လိုက်တဲ့လုပ်ငန်းတွေအားလည်းစတင်ခြင်းမှန်ကန်ပြီးတော့ကောင်းသောကျိုးဆက်အနာဂတ်အတွက်ဖြစ်ပေါ်နိုင်တယ်အရာဝေးနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်ချိုးပေးမယ်ဝေးချေးပေးယူကိစ္စဒီမှာဆင်ပြေမယ်ဘဝရည်မှန်းချက်နဲ့လိုလားချက်အောင်မြင်မယ်အခက်အခဲအလုံးကိုကျော်လွှားပြီးဘဝတည်လံပေါ်မယ် ဝေချေပေးယူကိစ္စဒီမှာဖြစ်ပေါ်သောပြဿနာဟောင်းတွေဖြစ်ရှိနိုင်ပဲမိသားစုမှာလည်းကောင်းသောသတင်းစကားနဲ့တိုးတက်ခြင်းရှိမယ်ဒီကာလအတွင်းဆုံးဖြတ်ချက်မှန်ပဲလုံးတဲ့ကိစ္စမှာမြန်မာနဲ့ကြိုးပေးတဲ့ကံရှိလူမျိုးခွဲကြိုးပေးမဲ့ကံနဲ့တိုးတက်တဲ့ကံနဲ့ပေါ်ပေါက်နေတဲ့နေထားကိုရောက်ရှိပါတယ်၂၀နှစ်အနည်းမှာရာရာဆင်ပြေသောကံနဲ့တိုးတက်တဲ့ကံတွေဖွင့်တဲ့ရည်မှန်းချက်စ်ကိုရှေ့တိုးလုံရွေ့ အထူးကြိုးပေးတဲ့ကံနဲ့တဏှာဖွင့်တဲ့နေသာရှိမယ်23ရက်နေ့မှာရပိုင်ခွင့်ဟောင်းနေလက်ဝဲပြန်ရမယ်ဘဝထွက်တယ်မယ်24ရက်နေ့မှာဝိသေခံကောင်းမယ်လက်ဖွင့်မယ်လူရပြည့်စုံမယ်25ရက်နေ့မှာအပြန်ဆိုင်ချာထွက်တယ်မယ်ငွေဖတ်မတည်ဘူးအသွားလာနေတိုင်းကျူးဆိုင်ရမယ်အရှိရကိုတီသွားစရာနေရှိတတ်တယ်မနေ့ခုနှစ်နိုင်ခွဲနဲ့ခုနှစ်နိုင်တွင်သွားလာကျူးဆိုင် 26ရက်နေ့မှာလူပေါင်းမဆုံးဖြတ်ခြင်းမတတ်တဲ့ပြဿနာများတတ်တဲ့ရှန်ရည်တွေနဲ့ရှင်ပြီးလောက်တတ်တဲ့ညနေ3နိုင်တဲ့4နိုင်ခွဲတွင်အနည်းအထူးများတဲ့ကာလဖြစ်တယ်။ဒီနေ့သာအရှိတောင်ရကုတ်တည်သွားစရာအနည်းရှိတော့လဲထူးပြကျဆက်ရပါမယ်။29ရက်နေ့ကတော့မိကောင်းဆွေကောင်းထောက်ကူရည်ချင်းဘဝတိုးတက်ခြင်းနဲ့ရှိမယ်။28ရက်နေ့မှာခီးကိစ္စအဆင်ပြေမယ်။29ရက်နေ့မှာငွေကြေးကလတ်လာပါကံကောင်းမယ်။ 30ရဲ့နေ့ကတော့အရာရာဆင်ပြေခြင်းနဲ့ကောင်းခြင်းကံတွေရှိပါမယ်။ထူးခြားချက်ကတော့ဇွန်လ29ရက်နေ့နဲ့30ရက်နေ့တွေဟာကောင်းစေမင်္ဂလာရက်ကောင်းရက်မြတ်တွေဖြစ်တဲ့အဲဒီနေ့တိုက်ဆိုင်ပြီးကောင်းစေကောင်းလျှော်ပြုခြင်းစပင်စတိုင်ပုံစံစတင်ပြောင်းခြင်းပြုကထူးခြားသောကံကြမ္မာကောင်းခြင်းနဲ့ဆွဲဆောင်မှုသတ္တိစီဝကံကောင်းခြင်းနဲ့ပြရားကောင်းခြင်းလက်ကောင်းခြင်းတွေကုန်လုံးဖြစ်ပေါ်မဲ့အနေထားကိုတွေ့ရပါတယ် တပတ်တာတွင်တနင်္လာနေ့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးမယ်တနင်္ဂနွေနေ့စနေနေ့မွေးသူများကြောင့်စိတ်နှောက်ရှက်ရှိမယ်တလေးကိုကနန်းနေ့ကျိုးပေးတဲ့အဝါရောင်လိမ္မောရောင်နှုတ်နှစ်ရောင်တို့ကိုသွန်ပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်ရင်ထူးခြားစွာအမြင့်ချင်းနေကြုံမယ်ကောင်းသောကံကြမ္မာများရစေရန်လို့ငါဝါရောင်ပန်းဝင်လေးတွေဖျက်ကတ်လို့ပြီးလိုရာဆုတောင်းမှဆုတောင်းပြေပါမယ်ယေရှုတင်ပါတယ် ဗုဒ္ဓနေဝေသူအလုံးမင်္ဂလာပါ2025ဇွန်22ကနေ30ရက်နေ့တော်တွင်မှာအပြန်ဆိုင်ကြမှာတိုးတက်မယ်ကောင်းသောနာမည်ကျော်ကြားခြင်းနဲ့တန်လန်းပွင့်ခြင်းရှိမယ်ကြီးမားကြအောင်မြင်မယ်ငွေဖတ်မတင်ဘူးရှင်ပြန်မှုအောင်မြင်မယ်ပညာသင်တန်းကောင်းမယ်အလုံးရည်မှန်းချက်တိုးချက်၍ကောင်းသောကျိုးကျစုရရှိမယ်ဝိသေးပေးယူကိစ္စတွေမှာဖြစ်ပေါ်သောပြဿနာဟောင်းတွေကိုဖြေရှင်းနိုင်နေမယ် ကာလရှိချဆိုင်းငံ့ထားတဲ့လူတွေကိုလုတ်ခဲ့ပြီးမှအလိုပြည့်စုံခြင်းဘုရားတိုးတက်ခြင်းနဲ့ကံမြမခြင်းတွေကိုတစင်ပြီးတစင်ရရှိနိုင်ပါတယ်။နှစ်ဆယ်နှစ်နေမှာအပြိုင်ဆိုင်အလုံးကိုကျော်ပြီးဘုရားတိုးတက်မယ်။နှစ်ဆယ်သုံးရက်နေမှာယံပတိဘက်ကနေထိတ်တိုက်တွေ့မယ်။နှစ်ဆယ်လေးရက်နေစုပေါင်းလုပ်ငန်းကျိုးပေးမယ်။မိကောင်းဆွေကောင်းထောက်ကူရမယ်။၂၅ရည်နှစ်မှာရန်တိုက်ခံများတတ်တဲ့အရှိရာဥတီသွားစရာနေရှိတတ်တဲ့ မနေ့ခုနှစ်ခွဲနဲ့ခုနှစ်တွင်သွားလာကြည့်ဆက်ရမယ်လူမျိုးခွဲကြိုးပြတယ်26ရက်နေ့ရတော့ရာရာစင်ပြေခြင်းခံကောင်းခြင်းလိုရာပြည့်စုံခြင်းရှိမယ်သို့တော့ညနေ3နိုင်နဲ့4နိုင်ခွဲတွင်အရှိတောင်ရကုန်တည်သွားစဉ်ကြည့်ဆက်ရမယ်29ရက်နေ့ရရန်များပဲတိုက်ခတ်များပဲစိတ်ပင်ပန်းလူပင်ပန်းဖြစ်မယ်အဲ့ဒီကခေါင်းစည်းခေါင်းဆိုရကောင်းဖြစ်တယ်28ရက်နေ့မှာဆုံးဖြတ်ချက်မှန်မယ်အရာရာစင်ပြေမယ်29ရက်နေ့မှာ ပြဿနာနှစ်မျိုးဖြစ်ရှင်းနိုင်လိမ့်မယ်30ရင်းနေ့လက်ပွင့်ခြင်းကံပွင့်ခြင်းခေါင်းစည်းကောင်းလျှော့ရက်ကောင်းနဲ့ကြုံခြင်းစုပေါင်းလုပ်ငန်းကြိုးပမ်းခြင်းနဲ့ဘဝတိုးတက်ခြင်းတို့ကိုကြုံတွေ့ရမှာဖြစ်ပါလေဒီကံလအတော်တွင်မှာတတင်းလာနေသောကြံနေငါနေမွေးစုတွေကိုယ်တွေ့ကောင်းကြိုးပေးတယ်တဏှိကတွေဗုဒ္ဓမွေးသူတွေကိုဒုက္ခပေးတတ်တယ် နှစ်လေးကိုကနန်းနေကြိုးပေးတယ်အဖြူရောင်ဆင်းရောင်မိခိုးရောင်တို့ကိုသုံးပြီးအလုံးရှိရကိစ္စများ ဆောင်ရွက်ပါကောင်းသောကံကြမ္မာများရစေရန်အတွက်တစိကောင်းအဟောင်းတစ်ခုကိုရှာဖွေပြီးတော့ပိုက်ဆိုင်ထဲထဲဆောင်လိုက်ပါ ထူးခြားစွာကောင်းလာပါမယ်ကျေးဇူးတင်ပါတယ်ชาตาปฏิณีมวยตัวอารมณ์มิงลาบา 2025ခုနှစ်ဇူလ22ရက်နေ့နေ့30ရက်နေ့အတွင်းအပြိုင်ဆိုင်အားလုံးကိုကြော်ပြီးဘဝတိုးတက်မယ်ရှင်မကြောက်မြင်မယ်နာမည်ကျော်ကြားမယ်ကိုလိုသမျှလူသိထင်ရှားဖြစ်မယ်ကိုယ်ပေါ်မှာလူများအာယုံစူးစိုက်နေလိမ့်မယ်အပြိုင်ဆိုင်ကြားတိုးတက်မယ်ငွေကြေးတော့အဖက်မတင်ဘူးတုံးဆွဲလူစိတ်တွေတဖွာဖွာပေါ်ပေါက်နေမယ် စုဆောင်မှုတဲ့သုံးဆွဲဖို့ကိုဦးစားပေးပြီးတော့စိတ်ကူးတဲ့ဖြင့်စုထားတဲ့ပိုက်ဆက်တွေယူပြီးတော့သုံးပြတ်တတ်တယ်။ငွေကြေးအပေးယူကိစ္စတွေမှာလည်းအငင်းပွားတတ်တယ်။အလုပ်ဖို့ကိစ္စဖို့တွေကြုံမဲ့ရှင်ပြန်မှုနဲ့ဘဝမှာဆောင်ရွက်သမျှထိုးပေါက်ပြီးအောင်မြင်နိုင်တဲ့ကံကြိုးပေးတဲ့ကံတွေလည်းပေါ်ပေါက်မယ်။၂၀နှစ်နေရာလုံးသမျှရည်ရွယ်သမျှအရာရာဆင်ပြေခြင်းတိုးတက်ခြင်းကိုကြုံမယ်။ 23ရက်နေ့မှာ ပြဿနာဟောင်းနေဖြစ်ရှင်းရမယ်ပြီးရင်ထူးထူးခြားခြားတိုးတက်သွားမယ်24ရက်နေ့ကစမ်းပွင့်ခြင်းကံကောင်းခြင်းမိသားစုနဲ့ပတ်သက်သော ကောင်းသတင်းကြားသိရမယ်25ရက်နေ့မှာလူမျိုးွဲချိုးပေးမယ်အရဝေးနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်ချိုးပေးမယ်သွာလာနေတဲ့ကူးဆက်ပဲအရှိရကုန်တည်သွားစေခြင်းရှိတတ်တယ်မနေ့ခုနိုင်ခွဲနဲ့ကိုနိုင်တွင်သွာလာကူးဆက်26ရက်နေ့မှာငွေဝင်မယ်လူရပြည့်စုံမယ်အခက်အခဲဖြစ်ရှင်းနိုင်မယ် ဒါပေမဲ့မတော်ဆညေကိုအရှိတောင်ရကိုဒီသွားစဉ်ဖြစ်တတ်တယ်။ယနေ့သုံးနိုင်တဲ့၄နိုင်ခွဲတွင်သတိထား29နှစ်နီးကရံကို ဖြစ်နေရတတ်တယ်။အလကားနေကိုပฏิပက္ခတွေနဲ့ထိတိုက်တွေ့မဲ့သူတစ်ပါးကြောင့်ကိုယ်ရွယ်ချက်တွေပြက်တယ်။28နှစ်နီးဆုံးဖြတ်ချက်မှန်တယ်ရည်ရွယ်ချက်အောင်မြင်မယ်အခက်ခဲဖြစ်ရှင်းနိုင်မယ်။29နှစ်နီးမှာတပြိုင်တည်းတစ်ခုနဲ့မကတဲ့တို့တွေလှုပ်ပြီးတိုးတက်မယ်။30နှစ်နီး လောသမြချောမွေခြင်းအောင်မြင်ခြင်းဘဝတိုးတက်ခြင်းနေကြောမယ်29ခုနှစ်နေ30ရနေတည်းဟာခေါင်းစည်းခေါင်းလျှော်ပြုတ်လို့ရတယ်အဲ့ဒီပြင်အဲ့ရက်တွေမှာသပင်ပုံစံပြောင်းလိုက်ရင်ထူးခြားတဲ့ကောင်းခြင်းကံတွေပေါ်ထွန်းလာနိုင်မယ်ဒီကလအတွင်းမှာတနေ့လာနေ့တောက်ကြနေ့စနေနေ့မွေးသူတွေကောင်းကြိုးပေးပြီးတနေ့ကနေ့ဘုသူမွေးသူတွေဒုက္ခပေးတတ်တယ်တလေးကိုကနံကြိုးပေးတယ် အညိုရောင်ပြရောင်မိခိုးရောင်တို့ဝိစစ်သောဆွဲပြီးအလိုရှိရာကိစ္စဆောင်ရွက်ပါကောင်းသောကံကြမ္မာများရစေရန်လို့ငါအိနိဗ္ဗာန်မှာရှိတဲ့ဘုန်းတော်ကြီးကြောင့်ပါစံလူဒါနပြုပါကျေးဇူးတင်ပါတယ်။နောက်ကြနေမွေးသူအလုံးမင်္ဂလာပါ2025ဇူလ22ရက်နေ့ကနေ30ရက်နေ့အတွင်းကာလမှာ ထူးခြားတဲ့ကံပြောင်းလဲတဲ့တိုးတက်မှုတွေရှိတယ်။အရဝေးနဲ့ဆက်ဆက်ပြီးလှုပ်တာကြိုးပေးမယ်ခီးကံကောင်းမယ်သူမျိုးပဲကြိုးပေးမယ်။ရန်တိုက်ကံနဲ့ရှင်ပြီးလှုပ်ရတာတွေဂျုံတတ်တယ်။ချက်ချင်းဆုံးဖြတ်ပြီးတော့ဘဝတိုးတက်ခြင်းနဲ့အကျိုးပေးခြင်းတွေကိုရရှိမယ်။ကိုယ်ပိုင်ယက်တီခြင်းနဲ့ဘဝတိုးတက်မှုကို ဖန်တီးနိုင်တဲ့နေသားရှိတယ်။ဝေးကြီးကံတာဒုက္ခကံတာဘဝကံတာတွေမှာ ကောင်းသောကံပေါ်မယ်အရဝင်းနဲ့ဆက်ဆက်ပြီးလှုပ်တဲ့လှုပ်ချိုးပေးမယ်ရံတိုက်ကံနဲ့ရှင်ပြီးလှုပ်တဲ့ကိစ္စတွေမှာကောင်းသောကံနဲ့တလန်းနဲ့ပွင့်ပြီးတော့အရာရာဆင်ပြေသောနေထားတွေတဆင်ပြီးတဆင်ဖဏိယရှိသွားမယ်နှစ်ဆနှစ်နှစ်မှာခီးကံကောင်းမယ်ပြောင်းလဲနဲ့ပတ်သက်တဲ့ကံကောင်းမယ်နှစ်ဆသုံးရနှစ်မှာဝေကြီးကိစ္စလုပ်ငန်းကိစ္စစီစဉ်ဆောင်ရွက်ဆင်ပြေမယ်၂၄ရက်နေ့မှာ ရန်တိုက်ခံနေတဲ့ရှင်ပြီးမှ အလိုပြည့်စုံခြင်းကိုကြောမယ်25ရက်နေ့မှာလူယုံဒုက္ခပေးတတ်တဲ့ငွေချေးလုပ်ငန်းစီးပွားကောင်းမယ်အသေးစားထိခိုက်မှုတော့နည်းနည်းကူးဆက်ရမယ်အပြိုင်ကြားမှာတိုးတက်မှုကိုဖန်တီးရမယ်အဲဒီ25ရက်နေ့မှာအရှိရကုန်တည်သွားစဉ်အနေဖြစ်တတ်တယ် မနေ့9နိုင်ခွဲနဲ့9နိုင်တွင်သွားလာကြည့်ဆက်ရမယ်26ရက်နေ့ဟာအရာရာဆင်ပြေသောနေသာရှိလေကစားလူ၄ယောက်တူခီသွောင်းရံနေဖြစ်တတ်တဲ့အပြင်အရှိတောင်ရကုတီသွားဆံနေရှိတတ်တဲ့ညနေ3နိုင်နဲ့4နိုင်ခွဲတွင်မှာအသွာလာကြည့်ဆက်ရမယ်29ရက်နေ့မှာကောင်းစီကောင်းစုပြည့်ရမတန်ကောင်းတဲ့စိတ်ချမ်းသာခြင်းကံကံကောင်းခြင်းအနာရောဂါကင်းခြင်းရှိမယ် ဘုရားရစီပြေသောကံတွေလည်းပေါ်မယ်28ရက်နေ့မှာအလုပ်ကိုကိစ္စဖို့တွေကြုံမယ်နာမည်နဲ့ကောင်းသတင်းကိုကြုံမယ်29ရက်နေ့ကရံကိုများတတ်တယ်ပြဿနာများတတ်တယ်အတိုက်ခံနေတဲ့ရှင်ပြီးတော့တတ်တယ်30ရက်နေ့ကတော့လူရပြည့်စုံခြင်းဘဝတုတ်တဲ့ခြင်းရည်ရွယ်ချက်အောင်မြင်ခြင်းတွေရှိမယ်မေကောင်းဆွေကောင်းထောက်ကူတွေလည်းရရှိမယ် ကောင်းစေကောင်းစွာပြုခြင်းဆောင်ရွက်၍ကောင်းသောကျိုးဆက်ရရှိမယ်။တပတ်တော်ကာလအတော်တွင်မှာဇာသာပတိနေဗုဒ္ဓနှင့်စနေနေမွေသူများကောင်းကျိုးပေးတယ်။တနည်းငယ်တွင်ဒေနာမွေသူများဒုက္ခပေးတတ်တယ်။တင်ငါကုကနန်းနေကျိုးပေးတယ်။အဖြူရောင်ဆင်းရောင်မိခိုးရောင်တို့ကိုသုံးပြီးလိုရာကိစ္စဆောင်ရွက်နိုင်တယ်။အစိမ်းရောင်ဖဲကြိုးစားကိုမင်းသားသာပြန်ပြီးလူနဲ့ဆောင်ယူပေးပါကျေးဇူးတင်ပါတယ် စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ဇူလ22ရက်နေ့ကနေ30ရက်တွင်မှာရန်တိုက်ခံများမယ်စိန်နောက်ရှင်များမယ်မတော်ဆထိခဲ့မှန်တွေကယူဆရမယ်တပားသူကြောင့်ကိုယ်ရည်ရွယ်ချက်တွေနှောင့်နှေးခြင်းကတိကောင်ဖြစ်ခြင်းရံများခြင်းပဋိပက္ခနဲ့စိန်နောက်ရှင်တွေကိုထိတိုက်တွေ့ရခြင်းတွေရှိတတ်တယ်ဝေဝင်ပြန်ထွက်မမြဲအပြန်တိုက်ခံနေတဲ့ဂျုံချင်းတွေရှိတတ်တယ် 20နှစ်နေ့မှာရံများမယ်ပစ္စည်းတွေအပျက်စီးပျောက်ရှာတွေများတဲ့တဲ့23ရက်နေ့မှာအလောက်ကြံသစ်တွေရွယ်ချက်သစ်တွေလောက်ကင်ချိုးပေးမယ်24ရက်နေ့ကငွေချေခံကောင်းမယ်လက်ဝဲမယ်လိုရာပြည့်စုံမယ်25ရက်နေ့မှာအပြိုင်ဆိုင်အားလုံးကိုကြော်လွှားပြီးတော့ဘဝတွေ့တဲ့မယ်26ရက်နေ့မှာရှင်ပြိုင်မှုအောင်မြင်မယ်စူပေါင်းလုပ်ငန်းချိုးပေးမယ်ဘဝတွေ့တဲ့ 2029နှစ်နေ့မှာအပြောင်းလဲနဲ့တိုးတက်မှုရှိမယ်လူမျိုးဘွဲအကျိုးပေးမယ်28ရက်နေ့မှာငွေကြေးက လုပ်ငန်းကတက်လန်းပေါ်မယ်မိကောင်းဆွေကောင်းထောက်ခွရမယ်29ရက်နေ့မှာအတူမင်္ဂလာကိစ္စတွေပါဝင်ပတ်သက်ရတဲ့ရဝေးနဲ့ဆက်ဆက်ပြီးကျိုးပေးတယ်စာပြေစာတမ်းလက်ပြောလက်တွဲသတိထားမယ်26ရက်နေ့မှာ အရဝေးမှကောင်းသောသတိစကားနဲ့တိုးတက်ခြင်းညွှန်မယ်30ရင်းနီကတော့တိုက်ခါအလုံးကိုကြော်ပြီးတော့ဘုရားတိုးတက်ခြင်းနဲ့ကံမြမမှုတွေကို ရရှိမယ်ဒီကာလအတွင်းမတော်တဆထိခိုက်မှန်တွေဖြစ်တတ်တဲ့ရက်နှစ်ရရှိတယ်ဇူလ25ရက်နေ့နဲ့26ရက်နေ့တို့ဖြစ်ပါတယ်25ရက်နေ့ဇူလမှာအရှိရကိုတည်သွားစဉ်တွေဖြစ်တတ်တဲ့မနေ့9နိုင်ခွဲနဲ့9နိုင်တွင်သတိထားပါ ဇူလ26ရက်နေ့မှာရှေးတောင်ရက်ကုန်တည်သွားစတဲ့ရှိတတ်တယ်။ညနေ3နိုင်တဲ့ဒေနိုင်ခွဲတွင်သတိထားမယ်။ကောင်းစီကောင်းလျှော်ပြည့်ရက်2ရက်ရှိတယ်။ဇူလ29ရက်နေ့နဲ့30ရက်နေ့တို့ဖြစ်တယ်။အဲ့ဒီနေ့မှာကောင်းစီကောင်းလျှော်ပြည့်ခြင်းနောက်သပင်းပုံသဏ္ဍာန်သွင်ပြောင်းလဲခြင်းဖြင့်ထူးခြားတဲ့ကောင်းခြင်းကံဖြင့်ကြုံမယ်။ဇာတာပတိနေ့တောက်ကြနေ့စနေနေ့မွေးစုတွေကောင်းကျိုးပေးလိမ့်မယ်။ အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကြောင့်စိန်တော်ရှိတိဖြစ်နေမယ်သုံးချောက်ကိုကနဲ့နေချိုးပေးတယ်အနီရောင်ပန်းရောင်ချက်သွေးရောင်တို့ကိုသုံးပါကောင်းကျင်းကံကြမ္မာများရစေရန်အနီရောင်ပန်းပွင့်ဖျောက်ကတ်လူပူဇော်ပြီးလိုရာဆုတောင်းပါကျေးဇူးတင်ပါတယ်